အဲ့လိုပဲဥပဒေဆိုပြင်သွားတာပဲလေရသော်ဗျာဥပဒေလည်းအချင်းချင်းပြင်ရတာပေါ့လုံးဆိုင်ရန်ကုန်မြို့တယ်ရန်ကုန်ကလာတဲ့ဧည့်သည်ထမဟာကျာဘယ်သူလဲမသိဘူးနာမည်ကလောင်နာမည်နဲ့ပြရေးထားလားရှင်ဗျာယုသိစွာလျှောက်ထားပါသည် ပရိသေစိတ်ဘဝင်စိတ်သုတိစိတ်တို့ဤဌာနမှုတို့ကိုဟောကြားပေးပါရန်ပရိသေစိတ်ဘဝင်စိတ်သုတိစိတ်ဆိုတာပုံစံတစ်မျိုးတည်းပဲ မရိဒရိစိတ်ဆိုပထမဆုံးဘဝတစ်ခုနဲ့ဘဝတစ်ခုကိုဆက်ဆက်ပေးတာဖြစ်သောကြောင့်ပထမဆုံးဖြစ်တဲ့စိတ်လေးဒီဘဝမှာဆိုတာဆိုဥပမာပဲခေါင်းကြီးတို့အတိတ်ဘဝကသေးလာပြီးတော့ဒီဘဝမှာပထမဆုံးပေါ်တဲ့စိတ်ကိုပရိဒရိစိတ်လို့ခေါ်တယ်။နော်။အဲ့ဒီစိတ်နဲ့အလားတူနောက်ထပ်ဖြစ်တဲ့စိတ်တွေကိုဘဝင်စိတ်လို့ခေါ်တယ်။နောက်ဆုံးဖြစ်တဲ့စိတ်ကိုသုတိစိတ်လို့ခေါ်တယ်။ဒါကြောင့်မို့ဒီဘဝမှာပရိဒရိဘဝင်သုတိဆိုတာသူက life span ကြီးတစ်ခုရဲ့အကန့်အသတ်တစ်ခုပဲ။ ကန်းကြောင်ဖြစ်တာဒါဒီဘဝမှာရှိတဲ့မျက်စိကယူတဲ့အာယုနာကယူတဲ့အာယုနေနဲ့မဆိုင်ဘူးသူကအလုံးမလုံးဘူးအဲ့ဒီဟာအတွက်အလုံးမလုံးဘူးပင်ကိုကမတိခင်ကယူခဲ့တဲ့အာယုနဲ့ပဲသူကအလုံးလုံးတယ်ပြီးအိပ်ပျော်နေတဲ့အချိန်ဖြစ်တာဘဝင်စိတ်လို့ခေါ်တယ်အဲ့ဒီဘဝင်စိတ်က blue line ပဲ passive passive mind လို့ခေါ်လို့ရတယ်နော်သူကအဲ့တော့ဘယ်တော့မှမပြတ်ဘူးပြတ်သွားရင်သေပြီပေါ့တရားသူကစိတ်ရဲ့ success ပဲ စိတ်ရဲ့ source ပဲအဲ့တော့ဝီတိစိတ်ဆိုတာ active mind လို့ခေါ်တယ်။ तू ကမျက်စိကမြင်တဲ့အာယုံနဲ့အလုံးလုံးတယ်နားနဲ့နားကကြားလိုက်တဲ့ပစ္စုပန်အာယုံတွေနဲ့အလုံးလုံးတယ်။ तू ကဒီဘဝင်စိတ်တို့ဆိုတာပရိသေစိတ်ဘဝင်စိတ်သုတိစိတ်ဆိုတာအဲ့ဒါတွေနဲ့အလုံးမလုံးဘူး तू ကအလုံးမလုံးဘူး तू ကအာယုံသီးသန့်နေတယ်လူဘဝရဲ့အခြေခံစိတ်ကြီးပေါ့နော် သို့သောစိတ်ဆိုတာနှစ်ခုဘယ်တော့မှမဖြစ်ဘူးတစ်ခုတည်းပဲဖြစ်တယ်ဒီ red line လို့ဘုန်းကြီးကတော့နိုင်ငံညာသားတွေသင်တဲ့အခါမှာ blue line နဲ့ red line လို့ဆိုရင် line နဲ့ line ပြထားတာအဲ့ဒီ red line ဆိုရင်အာယုံအသက်ဝင်လာလို့ရှိရင် blue line ကပြတ်တောက်သွားပြီ red line ဖြစ်သွားတာဟို easy ကြိုက်ချီရိုက်တဲ့အခါမှာတွေ့တယ်မို့လားပေါ်တက်တယ်လားလေအဲ့ဒါမျိုးလို့ပဲသူက red line ကသူကလှုပ်ရှားတယ် ဘလူးလိုင်းကငြိမ့်နေတာအခြေခံလိုင်းဘလူးလိုင်းကငြိမ့်နေတာအဲ့ဒါဘဝင်စိတ်လို့ခေါ်တယ်အစဆုံးစိတ်ကိုပရိသေနောက်ဆုံးစိတ်ကိုသုတိဒီလိုဘဝတာတစ်ခုရဲ့သူက life span တစ်ခုပဲအဲ့လိုဆုလို့တယ်နောက်တစ်ခုကပါတယ်ခြားနာမှု မရှိပါကသုတိစိတ်သည်တန်တရာတစ်ယောက်လုံးအစဉ်ဖြစ်ပေါ်နေပါသလားမဟုတ်ဘူးသူကဒီပရိသေစိတ်ဘဝင်စိတ်သုတိစိတ်ဆိုတာဒီတစ်မျိုးတည်းပဲ ခြားနာတာမဟုတ်ဘူးသို့တော့ဖြစ်တဲ့အချိန်ချင်းအချိန်ကာလချင်းမတူဘူးဘဝတစ်ခုမှာအစဆုံးဖြစ်လို့သူ့ကိုပရိသေရီလို့ခေါ်တာနာမည်ကပရိသေရီဆိုတာ relinking consciousness လို့ခေါ်တယ် relink လောက်လိုက်တဲ့အချိန်နောက်ဟာကျတော့သူကဘဝရဲ့စင်စစ်မပြတ်ဖြစ်ဖို့ရတဲ့ဖြစ်လို့ဘဝင်စိတ်လို့ခေါ်တာသုတိဆိုတာနောက်ဆုံးရွေလျောသွားတဲ့စိတ်မျိုးသုတိလို့ခေါ်တာเนาะ activity ကြည့်ပြီးတော့လူတွေလည်းလို့ခေါ်တာမဟုတ်လား ရုံမှာကြတော့မန်နေဂျာအိမ်ကြတော့ထမင်းချက်ပဲလေအဲ့ဒီသဘောမျိုးပေါ့တယောက်แท้ပြီမယ်လို့အဲ့လိုခေါ်လိုက်တာနော်ဟိုကြတော့ဝန်ကြီးအိမ်ရောက်တဲ့အခါကြတော့ဝန်ကြီးမဟုတ်တော့ဘူးလေမမရ